အားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးတဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့ England Premier League ဒီတစ်ပတ်ကပွဲစဉ်73ရောက်ပြီ။ပွဲစဉ်73မှာပြေးတဲ့အားလုံးတို့ဆောင်ကြည့်ရမယ့်ပွဲတစ်ပွဲရှိပါတယ်။အားရကတော့လက်ရှိဒီဘက်မှာ Premier League မှာလည်းခြေစွမ်းပြလို့ Champion League မှာပါအသင်းကြီးတွေကိုအနိုင်ရထားကြတဲ့ Chelsea နဲ့ Arsenal ရဲ့ London Derby ပွဲဖြစ်တယ်။တိုက်ဆိုင်သွားတဲ့ပဲနှစ်သင်းလုံးကအဆင့်1နဲ့အဆင့်2ဖြစ်တယ်။ ချယ်ဆီကတော့ချန်ပီယံလိမှာဘာဆိုနာကိုအိမ်ကွင်းမှာ3ဂိုးပြတ်နဲ့နိုင်ပြီးတော့အာဆနယ်သင်းကချန်ပီယံလိမှာဘိုင်မြူနစ်ကို3ဂိုးတကိုးနဲ့နိုင်ထားတယ်သူနှစ်သိန်းရဲ့ပထမဆုံးဒီပွဲကစိတ်ဝင်စားစရာအကောင်းဆုံးပွဲစူပါဆန်တီပွဲဒါပေမဲ့ဒါအခုလက်ရှိအနေထားရချန်ပီယံလိပွဲစဉ်ဒီအပီးမှာကံမဲ့ကျွန်တော်ပရီးမီးယားလိပွဲစဉ်တွေပေါ့လေပရီးမီးယားလိပွဲစဉ်တွေမှာကျွန်တော်တို့အခုလောလောဆယ်အနေထားရစနေနေ့မှာစုပေါင်း5ပွဲကံမဲ့ ဆိုတော့ကျွန်တော်စနေနေ့မှာကျွန်တော်တို့ပရီးမီးယားလိကပွဲကြီးပွဲကောင်းတွေထက်တနင်္ဂနွေနေ့မှာပိုများတယ်ကျွန်တော်စနေနေ့မှာကျွန်တော်အစိုးဆုံးပွဲဖြစ် Brentford နဲ့ Burnley ရှိမယ် Manchester City တပွဲတော့ရှိတယ် Leeds United နဲ့ပွဲရှိပြီးတော့ Sunderland နဲ့ Bournemouth Everton နဲ့ Newcastle ပြီးတော့မှ London Derby ဖြစ် Spurs ကအင်္ဂွမာဖူလန်နဲ့နောက်ဆုံးပွဲကပ်မယ်ကျွန်တော်တို့အခုပုံမှန်အားဖြင့်ဆိုရင်တော့ Spurs နဲ့ Fulham ရဲ့ London Derby ပွဲကအစောဆုံးပွဲဖြစ်ပြီး ဒါပေမဲ့အိုက်ပွဲကချန်ပီယံလိရှိတဲ့အတွက်ကြောင့်သူတို့ကနောက်ဆုံးပွဲကိုရွှေ့သွားတယ်ဆိုတော့ညနေ3:00နာရီမြန်မာစံတော်ချိန်ည9:00ခွဲမှာဘရန်ဖို့နဲ့ဘန်လီနဲ့ရှိတယ်ပြီးတော့မှဆန်ဒလန်နဲ့ဘုံမောက်ရှိတယ်အိုက်နှစ်ပွဲကတော့အစောဆုံးဖြစ်ပြီးတော့မန်ချက်စတာစီးတီးနဲ့လိရှ်ယူနိုက်တက်ကျွန်တော်တခုပဲနားမလည်တာပေါ့လေဟိုတနေ့တော့ကစီးတီးကအဲ့လိရှ်ယူနိုက်တက်နဲ့ပွဲကိုဂလူးချန်ပြီးတော့ချန်ပီယံလိကိုလူဆုံတက်ဆုံကစားလိုက်ရှင် ACC ဖြစ်ရမယ်အစားမှာလိရှ်ယူနိုက်တက်ပွဲကို ်ချန်ပီယံလိကိုလူဆုံးချန်ပြီးတော့လိစ်ပွဲတော့ကိုထားတယ်။ဒါအောင်ကြီးကြပြေကွာဒီိုလာကပြီးခဲ့တဲ့ပွဲစဉ်မှာသူတို့အမှတ်ရော့သွားတဲ့ညူကာဆယ်အမှတ်ရော့သွားတာကိုလုံးဝလက်မခံချင်တဲ့အတွက်ကြောင့်ဒီပွဲကိုပြန်ပြီးတော့လူဆုံးထုတ်ဖို့အတွက်လိစ်နဲ့ပွဲကိုခြံခဲ့တယ်လို့ထင်တယ်။ဒါပေမဲ့လိစ်ရဲ့လက်ရှိခြေပြလိစ်ရဲ့လက်ရှိအနေအထားတယောက်ထုတ်ခံရရင်တော့မစီးရီအိမ်ဝင်မှာနိုင်ပါပဲ။ခြေကွာတယ်ဗျလက်ရှိအနေအထားရလိစ်ယူနိုက်တက်ကအခုဒန်နီယယ်ဗာဂါကထုတ်ခံရမယ့်နီးပြားထဲမှာထိတ်ဆိုးအောင်ဖြစ်နေတယ်။သူတို့အသင်းကလက်ရှိစတိုက်ကိုရလက်ဆိုးနေတယ်။သူတို့ ခြေစွားအပြည့်ရောလေလီးစ်ကလက်ရှိနောက်ဆုံး၅ပွဲမှာလီးစ်ကတပွဲပဲနိုင်တယ်ဝက်ဆန်ကိုပဲနိုင်တယ်ဘရိုက်တန်ကိုရှုံးတယ်နော်ဒယ်ဖောရက်စ်ကိုရှုံးပြီးတော့အာဆိုဗီလာကိုထပ်ရှုံးတာတယ်မန်ချက်စတာစီးတီးကလည်းနောက်ဆုံး၅ပွဲမှာ2ပွဲရှုံးတယ်ဒါပေမဲ့ရှုံးတဲ့2ပွဲကနျူကာဆယ်နဲ့အာဆိုဗီလာအဝေးကို2ပွဲအင်္ဂလန်မှာအေဗာတန်ကိုနိုင်တယ်ဘုံမောက်ကိုနိုင်တယ်လီဗာပူးကိုနိုင်တယ်ခြေကောင်းတဲ့အသင်းတွေကိုနိုင်ထားတယ်ခြေကွာတဲ့2အသင်းဖြစ်တယ်ကျွန်တော်ထင်တော့စီတီး အိမ်ဝဲမှာကိုပြက်သွေးဟုံးမဲ့ပွဲပဲလီးစ်ယူနိုက်တက်ကအရင်တည်းကခံစစ်ပိတ်ကန်တဲ့အသင်းမဟုတ်ဘူးဒန်ဂျာဘာကလိုပရိုမကစားဘူးတိုက်စစ်ပဲဖွင့်နေတဲ့ကြောင့်ကျွန်တော်ထင်တော့ဒီပွဲဟာလီးစ်ယူနိုက်တက်အတွက်ခက်ခဲမဲ့ပွဲဖြစ်ပြီးတော့မန်ချက်စတာစီးတီးကအိမ်ဝဲမှာကိုပြက်အနိုင်ရသွားနိုင်တဲ့ပွဲမျိုးဖြစ်တယ်ဆိုတော့စီးတီးရဲ့အရင်တုန်းက history မှာတော့မန်စီးတီးကလီးကို၅ပွဲကစား၅ပွဲလုံးနိုင်ထားတယ်နောက်ဆုံးနှစ်ပွဲနည်းနည်းလေး tight ဖြစ်တာမှပြင်မဲ့ကျွန်တော်ထင်တော့ဒီပွဲကမလွယ်ပါဘူးဆိုအယ်လင်ဟာလန်နှစ်ပွဲဆက်ခိုးပေါက်ပြမှုကိုအဆုံးသတ်ပြီးနောက်ထပ်ဂိုးထပ်သွေးအောင်ပဲ ဘရန်ဖို့နဲ့ဘာလီမှာတော့ဘရန်ဖို့အိမ်ကွေးတော့တိတ်ပြောကြမရှိဘူးဘသူနဲ့တွေ့တွေ့မန်စီးတီးကိုသူတို့ရှုံးတာကလွဲရင်လီဗာပူးကိုနိုင်တယ်ချယ်ဆီကိုတည်ကြတယ်အသေးနိုင်အားလုံးကိုဒုက္ခပေးတယ်မန်ယူနိုက်တက်ကိုလည်းနိုင်ထားတယ်ကျွန်တော်ထင်တော့ဘရန်ဖို့ပဲနိုင်ရမယ်ပွဲဆန်ဒလန်နဲ့ဘုံမောက်ဘုံမောက်ကောင်းတယ်ဆန်ဒလန်လည်းကောင်းတယ်ဒါပေမဲ့ဆန်ဒလန်နည်းနည်းလေးပြန်ကြားရင်အောင်ဖြစ်တယ်ဘုံမောက်ကတော့သူတို့လည်းနည်းနည်းလေးဖိဖို့တော့မရောက်ဘူးတည်ကိုဥတီသွားနိုင်တဲ့ပွဲဖြစ်တယ်ဒါပေမဲ့ကြီးကောင်းနိုင်မယ်ပွဲဖြစ်ပြီးတော့အဲ့ပွဲလေးညနေ3:00ည9:00ခွဲ ီးတော့မှ Everton နဲ့ Newcastle ဒီပွဲကတော့တကယ်ကိုမထင်မှတ်ပဲနဲ့ပွဲကောင်းလို့ပြောလို့ရကျွန်တော်ကတော့အဲ့ပွဲကို Newcastle ကိုသဘောချတယ် Everton က Manchester United ရဲ့ Old Trafford မှာ United ကိုနိုင်ထားတယ် Newcastle ကသူတို့ရဲ့အိမ်ကွင်းမှာ Man City ကိုနိုင်ထားတယ်ဒါပေမဲ့ခက်တာက Newcastle away ကွင်း ဲ့ညူကာဆယ်ဆိုးွားနေတဲ့အဲ့အဝေးကွင်းရလက်ကသူတို့ရဲ့အဓိကပြဿနာပဲချန်ပီယံလိမှာလည်းသူတို့ဥနီယံစိတ်ကိုတပွဲပဲနိုင်ပြီးတော့အဝေးကွင်းကိုတနည်းကသွားကန်တဲ့ပွဲချန်ပီယံလိမှာလည်းသူတို့အဝေးကွင်းမာစီကိုသူတို့ရှုံးသွားတယ်ဒီအဒီမာယူကာဆယ်ကအဝေးကွင်းမှာဘရန့်ဖုတ်ကိုရှုံးတယ်ဝက်ဆန်ကိုရှုံးတယ်ဘရိုက်တန်ကိုရှုံးတယ်ပထမအဝေးကွင်း၃ပွဲတည်ကြတယ်နောက်၃ပွဲဆက်ရှုံးထားပြီးတော့ဘက်ကအေဗာတန်ကသူတို့ဟီလ်တစ်ကစ်ဆင်မှာစပက်စ်ကိုရှုံးတာကလွယ်ရင် ူအန်ကိုနိုင်ထားတယ်။ကစားခတ်တဲ့ပွဲဖြစ်တဲ့အထူးသဖြင့်ညူကာဆယ်အဝေးကွင်းအာနယ်မူကအေဗာတန်အတွက်အခွင့်အရေးရှိမယ်ကျွန်တော်မြင်တော့လက်ရှိမှာအေဗာတန်အသင်းကယုံကြည်မှုတွေ့ရပဲဂါနာဒရစီယာကမပါတဲ့တစ်ချက်ကလည်းနေတော့အာနယ်နိုင်တယ်။ဒါပေမဲ့အေဗာတန်အသင်းမှာလုံလောက်တဲ့ quality ရှိတဲ့ဟိုဘယ်ရီရှိတဲ့ဘတ်တိုရှိတဲ့နောက်ချူဘရီဟော့တောက်လျှောက်ကိုသွင်းနေသလို Jack Grealish လည်းခြေစွမ်းပြနေတဲ့အကြွားကြီးရော Everton Tyson ကတကယ် joy ဖြစ်တဲ့ quality player တွေရှိတဲ့ Newcastle အဝေးကွင်းမှာဘလောက်ထိတောင်းခံနိုင်မလဲ recover ဖြစ်မလဲဒီဟာဒီမှာအဝေးကွင်းလုံးဝနိုင်ပွဲမရှိသေးတဲ့ Champion League မှာပဲသူတို့တပွဲနိုင်ထားတဲ့ Newcastle တွေနဲ့ဒီနေ့ Everton ကိုဘာလို့ပြမလဲဒါညနေ9:00နာရီခွဲမြန်မာစံတော်ချိန်ည12:00နာရီမှာကံပဲပြီးတော့မှနောက်ဆုံးပွဲက Tottenham Hotspur က Fulham နဲ့ကံပဲအဲ့ပွဲကတော့ဒေသစံတော်ချိန်ည8:00နာရီစပားအပေါ်မှာအဖြစ်တော့ဒီပွဲ AEC လို့ပြောလိုက်ရဒါပေမဲ့အခုစပားကခမိုင်းရရန်ခတ်တယ်အိမ်ဝဲမှာဆိုလေဒီဟာဒီမှာတော်တော်ဆူဆူဝါးပဲ Spurs ကအိမ်ဝဲ သူတို့အိမ်ဝဲကတတော်ကိုညံ့တဲ့အချိန်မှာအဝေးကွက်မှာသူတို့စပြီးတော့နှစ်ပွဲဆက်ရှုံးတယ်။ Paris Saint-Germain ကို9ကိုအာဆင်ကို၄ကိုနှစ်ပွဲကိုသူတို့၉ကိုပေးလိုက်ရတယ်။အဲမှာအာဆင်နဲ့ပွဲတကူ Paris Saint-Germain ပွဲကသူတို့၃ကိုပြန်သွင်းတယ်။ဆိုတော့ဒီနေရာမှာ Tottenham Hotspur အသင်းအိမ်ကွက်မှာ Fulham ကိုနိုင်မလား။လက်ရှိနေထိုင်ရ Spa ရဲ့လက်ရှိနောက်ဆုံး9ပွဲမှာ Man United ကိုတည် Everton ကိုနိုင်ပြီးတော့ Aston Villa ကိုရှုံး Chelsea ကိုရှုံးအာဆင်ကိုရှုံးထားတယ်။ဆိုတော့သူတို့ အိမ်ကွေးမှာကန်တဲ့နောက်ဆုံး၃ဘွဲစက်တိုက် space ကနိုင်ပွဲပျောက်ထားတဲ့အချိန်မှာဖူဝန်ကလည်းအဝေးကွေးမှာတောက်လျှောက်ရုံးခံရတယ်သူလည်းယူကာဆယ်ကိုရှုံးတယ်အေဗတန်ကိုရှုံးထားတယ်သူတို့ဆန်ဒလန်နဲ့ဝူဗာဟန်တိုင်အိမ်ကွေး၂ဘွဲကိုပဲနိုင်ထားတယ်ဆိုတော့လောလောဆယ်အနေထားရထိုက်ခြင်းပဲဆိုတော့ဖူဝန်ကထော်နာဟော့စပါကိုဒုက္ခပေးနိုင်စွာရှိတဲ့အသင်းပဲမနေ့ကသူတို့ရဲ့အိမ်ကွေးမှာ2-0နဲ့ခရမီဂရစ်မှာနိုင်ပြီးတော့စပါစ်ကကွေးမှာတည်ကြတယ်ဟိုတနေ့ကဖူဝန်ကသူတို့ကွေးမှာ3ခုပြတ်နိုင်ပြီးတော့စပါကွေးမှာစပါကိုရှုံးထားတယ်ဆိုတော့ tight game ဖြစ်မယ်ဒီပွဲက spur အသင်းအတွက်ခက်ခဲမဲ့ပွဲပဲ fulham ကလည်းခြေစွမ်းမကောင်းသေးတိုင်အောင် london derby ဆိုစိတ်ဝင်စားစရာဖြစ်တယ်ဒါကစနေနေ့ပေါ့လေ bradford နဲ့ burnley man city နဲ့ leeds united sunderland နဲ့ bournemouth everton newcastle နဲ့ tottenham hotspur နဲ့ fulham တို့ရဲ့ထိပ်တိုက်ပွဲပါစနေနေ့မှာဘယ်သူတွေသုံးမှတ်ရသွားမလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်